မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါ ပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့ Starlink ကိစ္စနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုအေးအေးယူသွားမှာဖြစ်ပြီးစိုင်းဖွင့်သူတွေကိုလည်း Starlink စီမင်းစည်းကမ်းနဲ့အေးအေးယူမယ်လို့အသိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကြေရွာတရွာမှာ Starlink စိုင်းဖွင့်သူနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ပေးလိုက်တဲ့ရဲဘော်တို့ပြဿနာဖြစ်ပွားခဲ့ကြရာဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရဲဘော်တွေကိုအေးအေးယူသွားမှာဖြစ်ပြီးစိုင်းဖွင့်သူကိုလည်း Starlink စီမင်းစည်းကမ်းနဲ့အေးအေးယူမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထားပါတယ်။အော်တိုဘာလာ တ်တရက်နေ့ညနေ3:00ခန်းက စိတ်ကူးမြို့နယ်ရှိနေတခုမှစတာလင်တက်စင်အတုံးပြုမှုနဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စည်းကမ်းတချို့ကိုချိုးဖောက်ခဲ့တာကြောင့်အရေးယူဖို့တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့အိရှင်မိသားစုကြားမှာအခြေတင်ဖြစ်ပွားခဲ့တာပါအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်သူလူထုပေါ်ဆက်ဆံပြုမှုရမယ့်စည်းကမ်းနဲ့တင်ဝင်များကိုချိုးဖောက်ခဲ့တဲ့တာဝန်ကျရဲဘော်များအားထိုက်တဲ့နဲ့တတိပေးအရေးယူမှုများထိထိရောက်ဆောင်ရွက်သွားမှာဖြစ်ပြီးစည်းကမ်းချိုးဖောက်ခဲ့တဲ့စတာလင်စက်ပိုင်ရှင်ကိုလည်းချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအတိုင်းရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်

စင်ကူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က Starlink Internet အသုံးပြုမှုနဲ့ပတ်သက်တဲ့မလ6ရက်နေ့ကထုတ်ပြန်ထားပြီးအဲ့ဒီထဲမှာအိမ်သုံးတည်တံ့တာအသုံးပြုခွင့်ပြုမှာဖြစ်ပြီးအခကျင်းငွေဖြင့်မျှဝေအသုံးပြုခွင့်လိုင်းခွဲပြီးအသုံးပြုခြင်းများကိုကလုံးဝခွင့်မပြုချော Starlink ဆက်ကို password ဖြစ်တာအသုံးပြုရမှာဖြစ်ပြီး public အားအသုံးပြုခွင့်ပေးလိုပါကတင်ပြလျှောက်ထားရမယ်လို့သိရပါတယ်။ဒါ့အပြင်ခွင့်ပြုချက်အရငွေသိငွေထုံးနဲ့အရေးပေါ်ကျန်းမာရေးကိစ္စအတွက်အသုံးပြုပါကအသုံးပြုသူရဲ့အမည်နိုင်ငံသားစစ်ဆေးရေးကပြ အမှန်နဲ့နေရဲလိပ်စာတို့ကိုမှတ်တမ်းတင်ထားမှဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူကစစ်ဆေးတဲ့အချိန်မှာပြသနိုင်ရမယ်လို့စီမင်းစည်းကမ်းထားမှတ်ထားပါတယ်။ Starlink Internet အသုံးပြုပြီးနေမြေတွင်းလုံခြုံရေးကြိုးပမ်းမှုများပေါ်ပေါက်လာပါက စပ်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမှာဖြစ်ကစီကံဖောက်ပြတ်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမအကြိမ်မှာဒံွေ၁၀သိန်းဒုတိယအကြိမ်မှာဒံွေ၃၀နဲ့တတိယအကြိမ်မှာစတာလင်းဆက်ကိုသိမ်းဆည်းတဲ့အထိအေးအေးမှဖြစ်တယ်လို့အသိပေးထားပြီးသားဖြစ်တယ်လို့သိရပါတယ်။တော်လန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကော်မရှင်တပ်ကနေ့စဉ်ပုံကျဲတပ်ဖြတ်မှုပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ Starlink Internet ကြောင့်လုံခြုံရေးကျိုးပေါက်တာတွေရှိနေတာကြောင့်ဒေတာကာကွယ်တပ်တွေဘက်က Starlink အသုံးပြုမှုပေါ်စည်းကမ်းချက်တွေချမှတ်ထားကြတာလည်းဖြစ်ပါရဲ့ရှင်။ အခုတခါဆက်လက်ပြီးတော့ကွမ်လုံသိန်းနေတဲ့လောက်ကိုင်းမျိုးများမှာကလေးငယ်များကိုကာကွယ်ဆေးအခမဲ့ထိုးနှံတိုက်တွေးပေးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း MNDA ထိန်းချုပ်နယ်မြေကွမ်လုံသိန်းနေတဲ့လောက်ကိုင်းမျိုးများမှာကလေးငယ်များအားအသက်ရွယ်လာရရှိတဲ့နယ်ကာကွယ်ဆေးများကိုအခမဲ့ထိုးနှံတိုက်တွေးပေးခဲ့တယ်လို့တေကူးကန်းကဖော်ပြထားပါတယ်။အော်တိုဘာလ9ရက်နေ့မှာကွမ်လုံမြို့ကကလေးငယ်239ဦး၊17ရက်နေ့မှာသိန်းနီမြို့ကကလေးငယ်649ဦးနဲ့17ရက်နေ့မှာလောက်ကိုင်းမြို့ကကလေးငယ်639ဦးတို့ကိုကာကွယ်ဆေးများတိုက်တွေး ထိုးနှံပေးခဲ့တယ်လို့ဆိုပါတယ်။အထူးဒေတာတက်တမရေးဌာနက WHO အသိမှတ်ပြုနိုင်ငံတကာစစ်မီကာကွယ်ဆေးများကိုအသုံးပြုပြီးအခမဲ့ကာကွယ်ဆေးထိုးနှံတိုက်တွေ့ခြင်းလုပ်ငန်းစဉ်ကိုပုံမတိုးတက်ကောင်းမွန်အောင်ကြိုးစားလျက်ရှိကလာမယ့်လများအတွက်ကာကွယ်ဆေးထိုးနှံတိုက်တွေ့မိနေ့ကိုအထူးဒေတာတက်တမရေးဌာန Facebook Page မှာကြေညာသွားမယ်လို့အသိပေးထားပါတယ်။ကာကွယ်ဆေးထိုးနှံတိုက်တွေ့ခြင်းဟာကလေးငယ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်တာကြောင့်မိဘများအနေနဲ့အခြေမီလာရောက်ပြီးချမှတ်ထားတဲ့စည်းကမ်းများကိုစနစ်တကျလိုက်နာကသတ်မှတ်ထားတဲ့ရက်စွဲများအတိုင်းကာကွယ်ဆေးမဖြစ်မနေလာရောက်ထိုးနှံတိုက်တွေးကြဖို့ကျန်းမာရေးဌာနကတိုက်တွန်းထားပါတယ်။ ကိုကက်အထူးဒေတာတက်မိုက်ဌာနအနေဖြင့်ပြီးခဲ့တဲ့2024ခုနှစ်မှာဒေတာတွင်ရှိကလေးသူငယ်စုစုပေါင်း1986ဦးကောက်ွယ်စီအပြေးဝထိုးနှံတိုက်တွေးနိုင်ခဲ့ကယခုနှစ်မှာကလေးသူငယ်ဦးရေ3ဆမှ5ဆအထိထိုးနှံတိုက်တွေးနိုင်အောင်စီစဉ်ထားတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့တမူးမြို့နယ်တွင်အမျိုးသမီးတူကိုစစ်ကောင်စီတမမတရားတပ်ဖြတ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ တမူးမြို့နယ်မြို့တင်မြို့နောက်ကက်ကျေးရွာတက်တွေနေထိုင်သူအမျိုးသမီးတူဖြစ်သူဖီလင်းပတ်အသက်50ခန့်သည်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှမတရားဖမ်းဆီးတပ်ဖြတ်ခံခဲ့ရကြောင်း Justice Peace and Equality for Feminists မှတရင်ထုတ်ပြန်ပါတယ်။အော်တိုဘာလ10ရက်ကတမူးမြို့မှာမိတ်ဆွေများနဲ့အတူပြန်လာစဉ်ဖီလင်းပတ်သည်လမ်းတက်နေရာ၌စစ်ကောင်စီလောက်ခံပြူစောထိအဖွဲ့မှစစ်ဆေးမေးမြန်းမှုကိုခံခဲ့ရပြီး၎င်းတို့ကသူမ၏ဖုန်းထဲတွင် PDF သို့မဟုတ် KNAP အဖွဲ့ခံမှန်းနှင့်ဆက်ဆက်သည်ဟုယူဆရတဲ့ဓာတ်ပုံများနှင့်ဗီဒီယိုများတွေ့ရှိခဲ့တာကြောင့်၎င်းတို့ကိုကျူးမွေးထားသည်ဟုစွပ်စွဲကသူမအားဖမ်းဆီးထိန်သိမ်းပြီးတက်ဖြတ်ခံခဲ့ရပွဲရှိတယ်လို့ဆွေမျိုးတို့ကပြောကြားထားပါတယ်။ Feeling Fan တွင်တာသမီ၄ဦးရှိပြီး2023ခုနှစ်ကလေးကတိုက်ပွဲများကြောင့်၎င်းတို့မိသားစုသည်မူလစာတီရွာဖြစ်တဲ့တမူးအောက်ပိုင်းခုံမွန်းနံကြီးရွာမှထွက်ပြေးတင်ဆောင်ကစစ်ပေးရှောင်ဘဝဖြစ်နေထိုင်ရက၎င်း၏အလောင်းကိုအော်တိုဘာလ17ရက်နေ့ညနေပိုင်းတွင်ရွာပြင်တနေရာ၌ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရပါတယ်။ခရီးရန်ဘာသာရေးအရာမြေမြုပ်တကြိုရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဆွေးနွေးရာတွင်ချင်းချမှုနှင့်အခက်အခဲများကြုံတွေ့ခဲ့ရသဖြင့်မြေမြုပ်ခြင်းကိုမပြုလုပ်တော့ဘဲ၎င်း၏မိသားစုကအောက်တိုဘာလ23ရက်တွင်သူမအတွက်ရည်စူး၏အောင်းမွေဖွဲစူတောင်းပွဲကျင်းပမယ်လို့သိရပါတယ်။ဖီလင်းပန်သည်ရခင်ကအမျိုးသမီးရေတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်ခဲ့ပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ခါရှဲနဲ့ဗဒဲဘူတို့ကပေးပို့ထားတာ ဖြစ်ပါရဲ့ရှင်။